အာကျွန်တော်တို့ဒါကတော့ဟိုရွှေဆိုင်ရံဖရာတထုံမှာဖြစ်ပါလေဗျာရွှေဆိုင်ရံဖရာဒါကတော့เนาะကျွန်တော်တို့ကိုဟိုရှိရှိရှိဖရာရှင်လက်ထက်တွေကတော့ဟိုတမိုင်းဝင်ဖရာဖြစ်ပါလေရွှေဆိုင်ရံဖရာပါဗျာမန္တလေးရွှေဆိုင်ရံကတော့ငလျင်တန်းကြောက်ပြိုကျပြီးတော့ကျွန်တော်တို့ဟိုတော်တော်လေးထိခိုက်သွားပါတယ်ဒါကတော့ကျွန်တော်တို့တထုံတထုံမြို့ကရွှေဆိုင်ရံဖြစ်ပါတယ်တထုံမြို့လေကောင်က ရှိစားရန်ဖြစ်ပါလေဗျာဒါကျွန်တော်တို့တထုံမော်လမြိုင်ဟိုဖမ်းပေါ့လေသွားတဲ့လမ်းပါပါဗျာထုံကြီးလည်းပေါ့ဖြစ်ပါရဲ့ကျွန်တော်ဖျားဘူးဖျားဘူးတွေသွားရင်ဝင်ကြည့်လို့ရပါလေဒါကတော့ကျွန်တော်တို့မော်လမြိုင်စိတ်မော်လမြိုင်ဘူးပြောရမယ်မော်လမြိုင်ကန္နာပေါ့ဗျာမော်လမြိုင်မြို့ကကန္နာလားဖြစ်ပါလေကျွန်တော်တို့ဒါကတော့မော်လမြိုင်တရားကြီးကိုဖြတ်နေတာပါဗျာမြန်မာ ချင်းနေရာတွေစောက်ထားတဲ့မော်လမြိုင်တရားကြီးကိုဖြတ်နေတာဖြစ်ပါတယ်ကျွန်တော်တို့နော်ဟိုခရီးတော်တဲ့အခါဟိုကျွန်တော်တို့ဘုံဒရာရအောင်တင်ပေးလိုက်ပါတယ်တခြားတော့မတင်ပါနဲ့ခင်ဗျာဒါကတော့ကျွန်တော်တို့မော်လမြိုင်မုဒ္ဒမမော်လမြိုင်တရားကြီးကိုဖြတ်နေတာဖြစ်ပါတယ်ခင်ဗျာဒီတရားကြီးကတော့ယထာလန်းနဲ့ဟိုကာလန်းတော့တစ်ခုရှင်းစောက်ထားပါတယ်အရှိဆုံးမြန်မာပြည်မှာအရှိဆုံးမြေကူးတရားဖြစ်ပါတယ်ခင်ဗျာ ရားတော့เนาะကျွန်တော်တို့ဟိုမော်လမြိုင်မော်လမြိုင်ကလာဖြစ်ပါတယ်တန်းလေးပေါ့ဒီတန်းလေးမြစ်ကိုဖြတ်ထားတာပေါ့ဗျတန်းလေးမြစ်ကိုကျွန်တော်တို့ဟိုစောက်ထားတာဖြစ်ပါတယ်ဒါတော့အရှိကြီးပါဗျအရှိဆုံးတာဖြစ်ပါတယ်ခင်ဗျာဟိုမြန်မာအင်ဂျင်နီယာတွေအုံးကြီးစောက်ထားတာပါနိုင်ငံသားကကိုကြီးလုံးဝမပါပါဘူးခင်ဗျာဒီခါရရတော့ယထာလန်လေးပါပါလေးပြယထာလေးခုဖြတ်ပါတယ်ဒါတော့เนาะကျွန်တော်တို့ကောလုံးနိုင် ောက်ထားတာတော့ကြာပါပြီဒါတော့တော်တော်လေးဟိုရှိပါတယ်ဒီကရဲ့အရှိဆုံးလို့ပြောလို့ရပါတယ်ဗျာမြန်မာပြည်မှာအခုချိန်မှာပေါ့လေကျွန်တော်တို့မုဒ္ဒမနဲ့မော်လမြိုင်ဒါမင်းမြစ်ကိုဟိုဖြတ်ပြီးတော့စောက်ထားတာဖြစ်ပါတယ်ဟောကယထာလန်းလဲပါတယ်ဗျာကျွန်တော်တို့ယထာလန်းမော်လမြိုင်ယထာလန်းတက်တက်ကာလန်းတက်တက်ပေါ့ဗျာအဲ့ဒီဒီလိုက်ရတော်လေးအားလာပါပါတယ်ဗျာ เนาะကျွန်တော်တို့မော်လမြိုင်ရဲ့ဟိုကျွန်တော်တို့မော်လမြိုင်မြို့ရဲ့ဟိုလာလို့ဆွေးနွေးရပါတယ်เนาะဟိုတင်စားလို့ရပါပြီဒီစားရတန်လိုင်းတစ်သားပေါ့လေမော်လမြိုင်တန်လိုင်းတစ်သားပေါ့တန်လိုင်းမြို့ကိုစောက်ထားတာဖြတ်ထားတာဖြစ်ပါတယ်ဖြတ်စောက်ထားတာဖြစ်ပါတယ်ဒါတော့အထူးကအရေးပါတယ်တစ်သားကြီးပေါ့ဗျာကျွန်တော်တို့ကုန်စီစီစဉ်တဲ့အခါဟို time ဘက်ကကုန်နေမြန်မာဘက်ကကုန်နေမော်လမြိုင်ကိုဖြတ်တဲ့အခါမှာ ီဒီကနာကိုအသုံးပြုရတာဖြစ်ပါတယ်။အရင်ကတော့ကျွန်တော်တို့ဇက်တွေနဲ့ကူရတာပေါ့။အခုကတော့လမ်းမဆက်တွေကောင်းရတဲ့အခါကျတော့ဒီကနာကြီးက sorry အကျိုးပြုပါတယ်။အားလုံးနော်။အာကျေးဇူးတင်ပါတယ်။အားလုံးဆက်ပြီးတော့အဆင်ပြေကြပါစေ။ ဟုတ်မပြရအောင်ဗာပြရလဲအဲဗာလေသူတော်ပြေသူတော်ပြေတယ်လေသူတော်လက်ကတဖာပဲဟာ ยาบีมูล่ะยาไม่ใหญ่นะยกได้ดิ